မိမလာကျွန်းတော်ရိုင်းတရိတ်ဆန်ဒီရေဘေးမဲ့တော်ဟာအရာဝတီတိုင်းဒေသကြီးဘိုးကလေးမြို့နယ်ရှိရေတိမ်မြို့ဝကျွန်းပေါ်ဒေသပင်လယ်ထွက်ပေါက်နီးမှာတည်ရှိပါတယ်။ကဘာမာရောမြန်မာနိုင်ငံမှာပါနှစ်စဉ်ပြုံးတိလာနေတဲ့ဒီရေတော်များကို ထိမ့်သိမ့်ကာကွယ်ထားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။မိမလာကျွန်းဟာအာဆီယံအမွေနှစ်ဥယျာဉ်ထဲကတစ်ခုဖြစ်ပြီးနှစ်စဉ်မိုးရေကြိမ်2500မှ3000မီလီမီတာဝန်းကျင်ရှိပါတယ်။အကျယ်အဝန်းမှာ52.9စတူရန်မိုင်ကျယ်ဝန်းက1900 1986ခုနှစ်မှာကျိုးဝိုင်းတစ်တုံးအဖြစ်စတင်သတ်မှတ်ခဲ့ပါတယ်။မြန်မာနိုင်ငံတွင်ဧကအနှဲငယ်သာကျန်းရှိတော့တဲ့ဒီရီတော်များထဲမှာအကြီးဆုံးဖြစ်ပါတယ်။ဒီရီတော်များဟာတစ်နှစ်လျှင်900ခိုင်နှုန်းပြုံးတိလျက်ရှိပါတယ်။ဒီရီတော်များဟာမုံတိုင်းနှင့်သဘာဝဘေးအန္တရာယ်များကိုအတိုင်းအတာတစ်ခုအထိကာကွယ်ပေးနိုင်တာကြောင့်လူသားများအတွက်အကျိုးရှိပါတယ်။မိမလာကျွန်းကျိုးဝိုင်းဘေးမဲ့တော်ထဲမှာသဘာဝအရင်းမြစ်များဖြစ်တဲ့ဒီရီတော်အမျိုးအစား40ခန့်ရှိပါတယ်။စေဘဝင်တစ်ပင် 53မျိုး၊တစ်ခွမျိုးစိတ်17မျိုး၊နို့တိုက်တရဝါ18မျိုး၊ငှမျိုးစိတ်118မျိုး၊ငါးမျိုးစိတ်59မျိုး၊ပဇွန်12မျိုး၊ကနန်း10မျိုး၊လိပ်ပြာ